မြန်မာနိုင်ငံကို6ချိန်မြောက်လာရောက်တဲ့ထိုင်းပြည်သမီးတို့ဟာည7နာရီခွဲဝန်းကျင်မှာရွှေကုံရင်မြင်တော်ကိုတောင်ပတ်မြောက်ကတက်လာခဲ့ပြီးစနေတောင်မှပန်းရည်ကျန်းစက်ကပ်ပူဇော်ခဲ့ပါတယ်။ ထိုင်းနိုင်ငံသားရီနဲ့တူဖျားဖူးဧည့်သည်ရီဟာလည်းရင်းမြစ်တော်ပေါ်မှာမင်းသမီးမဟာချက်ကရီတီတီတုံကိုနှုတ်ဆက်ခဲ့ကြပါတယ်။အမီးဖြစ်သူရဲ့မွေးနေ့မှာဖျားလာဖူးရဲ့ကိုဘဝင်းကလည်းထိုင်းပြည်ရင်သမီးတော်နဲ့ကြုံတွေ့ခဲ့ပုံကိုအခုလိုပြောပြပါတယ်။ဘုရားဘာသာဝင်နေဖြစ်တယ်လေ။ဘုရားဘာသာဝင်ဖြစ်တဲ့အတွက်ဒီရွှေတကုံပြားကြီးကိုအထွတ်မြတ်ထားပြီးတော့ဒီဘီရင်သမီးတော်တရားအနေနဲ့လာပြီးတော့ပူးတဲ့အတွက်ဒါအမလည်းမျိုးတယောက်အနေနဲ့ကိုယ်ယူတာပေါ့။ထိုင်းပြည်ရင်သမီးတော်မဟာချက်ကရီတီတီတုံဟာ အောက်တိုဘာ3ရက်နေ့မနက်ပိုင်းကဘဝယ်မြို့ကိုရောက်လာခဲ့ကဘဝယ်ရင်နဲ့စိတ်ကန်းနဲ့ထူးစီဝိုင်းဇုံတွေကိုလေ့လာခဲ့ပြီးညနေပိုင်းမှာတော့ရန်ကုန်မြို့ရွှေဒဂုံစီတီတော်ကိုဝင်ရောက်ဖူးမြော်ခဲ့တာလည်းဖြစ်ပါတယ်။မဟာချက်ဂရီတီတီတော်ဟာမြန်မာနိုင်ငံကို1986မှာပထမဆုံးကျင်ရောက်ခဲ့ပြီးတော့အခုဒီချိန်နဲ့ဆိုရင်စုစုပေါင်း6ကျင်ရှိပြီလည်းဖြစ်ပါတယ်။အော်တိုဘာ၄ရက်နေ့မှာတော့လေရင်နဲ့ဘိတ်မြို့ကိုခီးဆက်အောင်မှာလည်းဖြစ်ပါတယ်။